ရှလုံအလုံးပဲမင်္ဂလာပါယေရှုနာမ၌နှုတ်ခွန်းဆက်တာပါတယ်ကောင်းကင်ဖခင်ရဲ့အဖမေတ္တာဆိုတဲ့နောက်ပတ်တော်အဖြစ်ခွန်အားပေးနေဝေမျှခြင်းနဲ့ကျွန်တော်ရွေးချယ်ထားတဲ့ဂျမ်ပိုက်ကတိယောခန်းကြီးတုံးအပိုင်ငယ်တစ်ကိုအခြေပြုပြီးတော့နောက်ပတ်တော်ကိုဝေငှခြင်းနဲ့ဖရာသခင်ဤတားတော်ဟုခေါ်ဝေါ်ခြင်းအခွင့်ကိုငါတို့ဒီရမည်အကြောင်း ဖရာသခင်ဒီငါတို့ကို အပေမြတ်လောက်ချစ်တော်မူဒီကို ကြည်ရှုစင်ချင်ကြလောအသက်ရှင်သောနှုတ်ပတ်တော်ဖြစ်တဲ့အတွက်ဈာနာသူရောက်တိုင်းနှုတ်ပတ်တော်အားဖြင့်ဘုရားကောင်းချီးပေးပါစေနှုတ်ပတ်တော်ကိုကျွန်တော်တို့ကြည်အခါမှာကျွန်တော်တို့လူသားတွေဟာ ဖရာရဲ့စကားကိုနားမထောင်တော်သူ ဖရာရဲ့ပြညတ်တော်ကိုလွန်ကျူးတော်သူဖရာရဲ့ရှေ့တော်မှောက်မှာယွန်ရှာပွဲအပြစ်တွေကိုကျူးလွန်တော်သူတွေဖြစ်တယ် ို့တော်များလဲဖရာသခင်ကငါတို့ကိုအဘယ်မြောက်ချစ်ဒီကိုကြည့်ရှုစင်ချင်ပါတဲ့ဖရာသခင်ကကျွန်တော်တို့ကိုအဘယ်မြောက်ချစ်တယ်လဲလို့ကျွန်တော်တို့စင်ချင်တဲ့အခါမှာတဘာဒီသောတာတော်ကိုစွန့်ပြီးတော့သင်နဲ့ကျွန်တော်ကို အပြစ်ထဲကနေပြီးတော့နရဲထဲကနေပြီးတော့ကြိမ်ချင်းထဲကနေပြီးတော့မာနရဲ့လက်ထဲကနေပြီးတော့ရွေးနှုတ်ကဲတင်တော့ ဖရားခင်ဖြစ်တယ်ထိုဖရားနာမှာဘုန်းကြီးပါစေဒါကြောင့်ကျွန်တော်တို့ဒီယေရှုခရစ်အားဖြင့်ဖရားရဲ့သားသမီးဖြစ်ရတော့အခွင့်အဖဖရားသခင်ကိုလည်းကျွန်တော်တို့ဒီအဖအဖအဘအဘလို့ဒီနေ့ကျွန်တော်တို့ခေါ်ရတော့အခွင့်ကိုရရှိတာဖြစ်တယ်ထိုဖရားနာမှာဘုန်းကြီးပါစေဒါကြောင့်ဒီနေ့ကျွန်တော်တို့နှုတ်ပတ်တော်ကိုလေ့လာတဲ့အခါမှာနှုတ်ပတ်တော်ကိုကျွန်တော်ဆင်ခြင်တဲ့အခါမှာ ကြည့်ရှုစင်ခြင်းကြလောလို့လာဒီအတိုင်းကျွန်တော်တို့ကြည့်ရှုစင်ခြင်းတဲ့အခါမှာကောင်းကင်ဖခင်ရဲ့အဖမေတ္တာက သူ့ရဲ့သားသမီးတွေပေါ်မှာအမတမကြီးမားတယ်နှဆိုင်တယ်ဆိုတဲ့အရာကိုကျွန်တော်တို့တွေ့ရတာဖြစ်တယ်။ဒါကြောင့်ကျွန်တော်ဒီမှာ အချက်၄ချက်ကိုဝင်ငါရင်းနဲ့အတူချုံနဲ့เนาะဒီနေ့အားလုံးကိုပြန်လည်ပြီးတော့ခွန်အားပေးခြင်းနဲ့နံပါတ်၁တစ်ခုကပါလဲဆိုတော့ ကောင်းကင်အဖကအဖမေတ္တာအလွန်ကြီးမားတဲ့အတွကြောင့်တင်းနဲ့ကျွန်ုပ်ကိုမိပါမယ်မဖြစ်စေဘူးဆိုတဲ့အရာကိုနားလည်စေခြင်းနဲ့ဒါကြောင့်ယောဟန်ခန်းကြီး14အပိုင်းငယ်18မှာကျွန်တော်ကြည့်ရခါမှာနှုတ်ပတ်တော်ကပြောလဲတင်းတို့ကိုမိပါမယ်ဖြစ်စေခြင်းကစွန့်ပစ်ဒီမဟုတ်ဘူးတဲ့ဒါကြောင့်နားလည်စေခြင်းနဲ့ကောင်းကင်ဖခင်ကတင်းနဲ့ကျွန်ုပ်ကိုဘယ်တော့မှမိပါမယ်ဖြစ်စေခြင်းကစွန့်ပစ်တော့ ဖယားတခင်မဟုတ်ဘူးဆိုတဲ့အရာကိုနားလည်စေခြင်းနဲ့ဒါကြောင့်ဒီခါဒီမှာဒီနေ့ကျွန်တော်တို့ဒီလောကမှာအသက်ရှင်သန်တဲ့အခါမှာအိုးတချို့တွေကမိဘမရှိတော့တာတွေဖြစ်နိုင်တယ်တချို့တွေကဖခင် မရှိတော့တာတချို့တွေကမိခင် မရှိတော့တာတချို့တွေကဖခင်ရောမိခင်ရောမရှိတော့တာဖြစ်နိုင်တယ်ဒါမှမဟုတ်ဖခင်နဲ့မိခင်နဲ့ဝေးကွာတဲ့နေရာတနေရာကိုဒီနေ့ကျွန်တော်တို့ရောက်ရှိတာဖြစ်နိုင်တယ်ဒါပေမဲ့နားလည်စေခြင်းတဲ့အရာကကောင်းကင်ဖခင်ကတော့ သင်နဲ့ကျွန်ုပ်ကိုမိဘမဲ့ဖြစ်စေခြင်းကဒီလူလောကထဲမှာစွန့်ပစ်တာမဟုတ်ဘဲနဲ့စွန့်လွတ်တာမဟုတ်ဘဲနဲ့ထားခဲ့တာမဟုတ်ဘဲနဲ့သင်နဲ့ကျွန်ုပ်ကိုဘယ်တော့အခါမှမိဘမဲ့ဖြစ်စေခြင်းကထားခဲ့တော့ဖရာခင်မဟုတ်ဘူးဆိုတဲ့အရာကိုနားလည်စေခြင်းနဲ့ဒါကြောင့်ဓမ္မဟောင်းကိုကျွန်တော်လေ့လာတဲ့အခါမှာဣတိလလူမျိုးတွေတိုင်းတပါးမှာဒီနေ့နှစ်ပေါင်းများစွာ ဂျုံခံရတယ်ပြီးတဲ့အခါမှာเนาะဒီနေ့တိုင်းတပားရဲ့ကျူးကျော်ခြင်းတိုင်းတပားရဲ့ဒီနေ့နှိပ်စက်ခြင်းညံပန်းခြင်းလက်အောက်ကိုရောက်သွားတဲ့အချိန်ချိန်တိုင်းမှာ ဖရာသခင်ကသူတို့ကိုအမြဲတမ်းရွေးနှုတ်ကယ်တင်တယ်ဆိုတဲ့အရာကိုကျွန်တော်တွေ့ရတယ်ဒီအချင်းအရာကိုကြည့်ခြင်းအဖြစ်ဘာကိုနားလဲစေလဲဆိုတော့ဖရာကသူ့ရဲ့လူမျိုးတွေစုဖြစ်တဲ့ ဤတေလာလူမျိုးတွေကိုဘယ်တော့မှမစွန့်ဘူးဘယ်တော့မှမထားခဲ့ဘူးဘယ်တော့မှမိဘမှမဖြစ်စေဘူးဆိုတဲ့အရာကိုကျွန်တော်တွေ့ရတယ်။ထိုနည်း၎င်းပဲဒီနေ့ဒီနှုတ်ပတ်တော်ကိုနားထောင်တဲ့သူတွေကိုလည်းခွန်အားပေးခြင်းနဲ့ဒီနေ့ဖရာသခင်ကဒီနေ့တင်းတဲ့ကျွန်တော်ကိုဘယ်တော့မှမိဘမဖြစ်စေဖို့ရန်တထားခဲ့တဲ့ဖရာခင်မဟုတ်ဘူးဖြစ်တယ်။ဒီခါလေးမှာဒီနေ့ကျွန်တော်အထီးကျန်ဆန်တဲ့အရာတွေဒီနေ့ကျွန်တော်တယောက်တည်းလို့ကျွန်တော်ခံစားရတဲ့အရာတွေခါလေးမှာဒီနေ့ကျွန်တော်အားငယ်တဲ့အချိန်မှာအားနေတဲ့အချိန်တွေကျွန်တော်ရှိနေတယ်ဒါပေမဲ့ ကောင်းကင်ဖခင်အားတော့ဒီနေ့တင်းနဲ့ကျွန်တော်ကိုမိဘမဲ့ဖြစ်စေခြင်းကဆုံးပြတော်ဖရားကမောပဲနဲ့မိဘနေရာမှာတာဝန်ယူပြီးတော့ကြွေးမွေးတော်စောင်းလျှောက်တော်ဂျေဇုပြုတ်တော်ကောင်းကြီးပေးတော်ချီးမြှောက်တော်ဖရားကင်ဖြစ်တဲ့ထိုဖရားနာမှာဘုန်းကြီးပါစေဒုတိယတစ်ချက်ကဘာလဲဆိုတော့ never forget ဘယ်တော့မှမမေ့တော့ဖရားခင်ဖြစ်တယ်ဆိုတဲ့အရာကိုပြောချင်တယ်ဟေရှာယအနာဂတိကျမ်းခန်းကြီး၄၉ အပိုင်ငယ်ကျွန်တော်တို့15မှာကျွန်တော်တို့ကြည့်ရခါမှာမိမဒီမိမိဖွာတော်သားကိုမတနာတိတိုင်အောင်မိမိနှုတ်ဆုတငယ်ကိုမေ့လော့နိုင်တယ်လို့အကယ်၍မေ့လော့တော်လဲတင်းကိုငါမမေ့လော့တဲ့တင်းကိုငါမမေ့လော့ပြောကြည့်ပါဦးကျွန်ုပ်ကို ဖရာသခင်ကမမေ့လော့ဘူးအာမင်ဒါကြောင့်ဒီမှာဗာဥပမာကိုပေးထားလဲမိခင်တယောက်ကကိုလလွယ်ဆယ်လဖွာတဲ့သူ့ရဲ့နှုတ်ဆုတငယ်ကို မိတ်လျော့နိုင်တယ်လို့တဲ့အကယ်၍မိတ်လျော့တော့လဲဖရာတခင်ကတင်တဲ့ကျွန်တော်ကိုဘယ်တော့မှမမိတ်လျော့ဘူးဟာလေလုယလူတွေကတင်းကိုမိတ်လျော့တာ ဖြစ်နိုင်တယ်လူတွေကတင်းကိုကြော်သွားတာဖြစ်နိုင်တယ်လူတွေကတင်းကိုကဲရတာဖြစ်နိုင်တယ်လူတွေကတင်းကိုခြံထားတာဖြစ်နိုင်တယ်ဒါပေမဲ့ဖရာတခင်ကဘယ်တော့မှတင်တဲ့ကျွန်တော်ကိုမမိတ်လျော့တော့ ဖယားတခင်ဖြစ်တယ်ဆိုတဲ့အရာကိုထပ်လောင်းပြီးတော့ပြောပြခြင်းနဲ့ဒါဝိမင်းကြီးအသက်တာမှာကျွန်တော်ကြည့်အခါမှာရှမွေလာကဘိတ်သိပ်ဖို့ရန်အတွက်သူ့အိမ်ကိုရောက်တဲ့အခါမှာသူ့မိသားစုတွေသူ့ညီကိုတွေကသူ့ကိုမိတ်လော့တယ်။ဒါပေမဲ့ဖယားကဘယ်တော့မှဒါဝိကိုမမိတ်တော့ဘူး။ဒါဝိကိုဖယားကရှားတယ်။ပြီးတဲ့အခါမှာဒါဝိကိုသူ့အဖေကိုခေါ်ခိုင်းတယ်ပြီးရင်ဒါဝိကိုရှမွေလာအဖေဘိတ်သိပ်လက်ကောင်းချီပေးတယ်။ ဒါကြောင့်တင့်မိသားစုတွေကတင့်ညီကိုမောင်မတွေကတင့်အတိုင်းအဝိုင်းတွေကတင့်ဆွေမျိုးတွေကတင့်ကိုမေ့လော့ကောင်းမေ့လော့နိုင်မယ်ဒါပေမဲ့အသက်ရှင်သောဖခင်ကဘယ်တော့မှတင့်ကိုမမေ့လော့တော့ဖခင်ဖြစ်တယ်အာမင်တတိယတစ်ချက်ကဘာလဲဆိုတော့ဖခင်ကတင့်ကိုအရန်ချစ်တယ်ဆိုတဲ့အရာကိုပြောချင်တယ်ကောင်းကင်ဖခင်ကတင့်ကိုအရန်ချစ်တယ်ဘလောက်ချစ်လဲတပါးဒီတော့တာတော်ကိုစွန့်တော်မူတည်တယ် လောကီသားတွေကိုသင်နဲ့ကျွန်တော်ကိုချစ်တာဖြစ်တယ်။ကျွန်တော်တို့လူသားတွေကအပြစ်ရဲ့အခအသေးချင်းထာဝရပျက်စီးခြင်းကိုတွားရမယ်သူတွေဖြစ်တယ်။ဒါပေမဲ့ဖခင်ခင်ကဒီအရာကိုခွင့်မပြုဘူး။ဒီအရာကို မာနရဲ့လက်ထဲကိုကျွန်တော်တို့ကိုမအပ်ဘူး။မာနရဲ့လက်ထဲကနေပြီးတော့ကျွန်တော်တို့ကိုပြန်လဲပြီးတော့ထာဝရအသက်ကိုရစေမိအကြောင်းထာဝရဒီနေ့ကောင်းကင်ဘုံကိုအဖခမဲတော်နဲ့ဝန်စားရမိအကြောင်းဒီနေ့ကျွန်တော်ကို ချစ်သည့်အတကြောင်တဘာဒီတော်သားတော်ကိုစွန့်ပြီးတော့ဒီနေ့ကျွန်တော်ကို ပြန်လဲပြီးတော့ရွေးကောက်ရွေးနှုတ်ခဲ့တာဖြစ်တယ်ဆိုတဲ့အရာကိုပြောပြချင်တယ်နောက်ဆုံးတစ်ချက်ကဘာလဲလို့ကျွန်တော်ကြည့်အခါမှာဘုရားခင်ကဒီနေ့ကျွန်တော်ကိုခွန်လွတ်တော်ဘုရားခင်ဖြစ်တယ်တခါဒီမှာကျွန်တော်တို့ထင်တာကဘုရားခင်ကတော့ငါ့ကိုအပြစ်ပေးတော့မှာပဲဘုရားခင်ကတော့ငါ့ကိုတန်ခတ်တော့မှာပဲဖယားခင်ကတော့ငါ့ကိုရိုက်တော့မှာပဲလို့ခါဒီမှာကျွန်တော်တို့ထင်သက်တယ် no နားလဲစိတ်ချင်တယ်ဖရာတခင်ကသင်နဲ့ကျွန်တော်ကိုအမြဲတမ်းခွန်လွတ်ပေးတော်ဖရာတခင်ဖြစ်တယ် hallelujah ဖရာတခင်ခွန်မလွတ်နိုင်တော့အပြစ်ဆိုတာမရှိပါဘူးဒါကြောင့်ဒီနေ့ကျွန်တော်တို့တွေအပြစ်တွေဘလောက်ပဲများများဖရာကထိုအပြစ်တွေကိုကရဏီမှာလောဝါခါနဲ့မှာတွန်းလောင်းခဲ့တော့အသွေးအဖြစ်သင်နဲ့ကျွန်တော်ကိုအပြစ် လွတ်ပေးခဲ့ပြီဆိုတဲ့အရာကိုနားလည်သိခြင်းနဲ့ဒါကြောင့်ရှင်လူကာခရစ်ဝင်ခန်းကြီး23အပိုင်ငယ်33နဲ့34မှာကျွန်တော်ကြည့်အခါမှာယေရှုနောက်ဆုံးလက်ဝါးကားတိုင်းမှာရိုက်နှိုက်ခြင်းကိုခံရတဲ့အခါမှာယေရှုကဘာပြောလဲယေရှုကလည်း"အိုအဘသူတို့ဤအပြစ်ကိုလွတ်တော်မူပါ"ဒီနေ့လူသားတွေအားလုံးအတွက်ဒီနေ့ကျွန်တော်အတွက်တောင်းယေရှုကရိုက်နှိုက်ခံရပြီးတော့လက်ဝါးကားတိုင်းမှာ ဘာပြောလဲ။အိုအဘသူတို့ရဲ့အပြစ်ကိုလွတ်တော်မူပါ။ဟာလေလုယာမြတ်တာနဲ့ပြည့်စုံတော်ဖရာဖြစ်တယ်။ခွန်လွတ်ခြင်းနဲ့ပြည့်စုံတော်ဖရာခင်ဖြစ်တယ်။အကြောင်းထိုဖရာကမိတ်ဆွေတင်တဲ့ကျွန်တော်ကိုခွန်လွတ်ပေးတော်ဖရာခင်ဖြစ်တယ်။တခါလေမှအိုလူတွေကငါရဲ့အပြစ်ကိုခွန်မလွတ်တော်ဘူး။လူတွေကငါကိုမိတ်လျော့ပြီးလူတွေကငါကိုဆုံးလွတ်ပြီးလူတွေကငါကိုခြံထားခဲ့ပြီး လူတွေကငါ့ကိုမေးလို့ပြီးငါဟာမိဘမဲ့တရားလို့သင်ခံစားရအောင်ခံစားရလိမ့်မယ်။သင်ထင်ကောင်းထင်လိမ့်မယ်။ဒါပေမဲ့ကောင်းကင်ဖာကင်ကတော့အဖမေတ္တာကအမတ္တမကြီးမာတယ်။ထိုဘုရားကသင်နဲ့ကျွန်တော်ကိုအရန်ချစ်တယ်။သူရဲ့မေတ္တာထဲမှာဒီနေ့သင်နဲ့ကျွန်တော်ကိုအမြဲတမ်းဆွဲဆောင်လက်ဆွဲခေါ်တော်ဘုရားခင်ဖြစ်တယ်။ထိုဘုရားဒီနေ့သင်နဲ့ကျွန်တော်ကိုခွင့်လွှတ်တော်ဘုရားခင်ဖြစ်တယ်။ ်ထိုဘုရားတွေတင်းနဲ့ကျွန်တော်ကိုဘယ်တော့မှမထားခဲ့တော့မစွန့်ပြတော့ဘုရားတခင်ဖြစ်တယ်ထိုဘုရားတခင်ဒီနေ့တင်းနဲ့ကျွန်တော်ကိုဘယ်တော့မှမိပါမယ်ဖြစ်စေဖို့ရန်တဲ့ထားခဲ့တော့စွန့်ခဲ့တော့ဘုရားခင်မဟုတ်ဘူးဖြစ်တယ်ထိုဘုရားတွေတင်းနဲ့ကျွန်တော်ကိုအယံချစ်တော့ဘုရားတခင်ဖြစ်တယ်ဆိုတဲ့နှုတ်ပတ်တော်အဖြစ်ခွန်အားပေးနဲ့ဝေမျှခြင်းနဲ့အရောက်တိုင်းနှုတ်ပတ်တော်အဖြစ်ဘုရားခင်ကောင်းချီးပေးပါစေအာမင်